Hello အားလုံးမင်္ဂလာပါအခုကျွန်တော်တို့တွေ Mongo TV အကြောင်းကိုကျွန်တော်စပြီးတော့သင်ကြမယ်အဲ့တော့အခုကတော့ကျွန်တော်ဘာမှတော့မလုပ်သေးဘူးကျွန်တော်တကူနည်းနည်းလေးပြောပြချင်တာပြဘာအောင်ဆိုကျွန်တော်ဒီမှာလည်းကြိုးရေးထားနော် SQL နဲ့ No SQL ပေါ့နော် SQL ဆိုတာကျွန်တော်တို့အရင်သုံးနေကြ MySQL ကိုပြောချင်တာ Okay ထားပါတော့ MySQL ပေါ့နော် SQL PostgreSQL ရတယ်ဘယ်ဘယ်ဟာပဲပြောပြော Okay NoSQL မှာတော့ဒါအခုကျွန်တော်တင်ရမယ် MongoDB ပေါ့နော် MongoDB Okay MongoDB ပေါ့နော် Okay အဲ့တော့သူတို့နှစ်ခုတော့ကျွန်တော်ဒီတင်ရတာမှာကျွန်တော်ရှင်းမှာတော့မဟုတ်ဘူးပေါ့နော်ရှင်းပြမှာမဟုတ်ဘူးမိတ်ဆွေတို့ဒါရှင်းရတဲ့ဘက်ကိုသွားရှင်းကြည့်ပေါ့နော်သွားဖတ်ကြည့်ပေါ့နော်ရှင်းအာ SQL VS NoSQL ဘာညာပေါ့နော် Okay ဖတ်ကြည့်တိကျရတာတော့ထွက်တော့ထွက်လာမှာတော့မဟုတ်ဘူး Okay အဲ့တော့ ဲ့တော့အခုဒီမှာကျွန်တော်ပြောချင်တာဘာအောင်ဆိုတော့ ADS2 ရဲ့ဒီ nature လို့ပြောရမလား ဒီ SQL နဲ့ NoSQL ဒီတပါသဘောတပါပါဘောနော်အဲ့ဒီဟာကိုကျွန်တော်နည်းနည်းလေးပြောပြချင်တာဘောနော် Okay SQL တော့မိတ်ဆွေတို့သိပြီးသားလို့ကျွန်တော်ထင်တယ်ဒီမှာဘာလို့ဆိုတော့ table လေးနှစ်ခုကျွန်တော်ဖန်တီးထားတယ်အဲ့ဒါဘာလို့ဆိုတော့ category နဲ့ product ဆိုတဲ့ table အဲ့တော့ဒီမှာ column လေးရှိတယ်ဘောနော် column ဒါ1 t-shirt အဲဒီလိုမျိုးရှိပါဘောနော် product မှာကျတော့ sorry ID ရဲ့ category ID ဒီမှာ category ID ဆိုတော့ပါလာပြီဒါဘာလို့ဆိုတော့ဒီကောင်ကို reference လုပ်ထားတာဘောနော် foreign key လာပြီးတော့အာသတ်မှတ်ထားတာဘောနော် okay ဒီလိုမျိုးပါ โอเคအဲ့တော့နောက်ထပ်ဒီမှာ name ဆိုပြီးဒီမှာ t-shirt ရှိတယ်ဆိုဆိုဒီမှာဆိုလိုချင်တာဘာအောင်ဆိုတော့ဒီ t-shirt နဲ့ sign နဲ့ product ဒီမှာနှစ်ခုရှိတယ်ပေါ့နော်အဲ့ဒီလိုမျိုးဆိုလိုချင်တာပေါ့နော်โอเคဒါဘာအောင်ဆိုတော့ဒါ SQL SQL မှာကျွန်တော်တို့တကယ် database design ဆွဲတဲ့အခါမှာဒီပုံစံတိုင်းကျွန်တော်ဆွဲရမှာပေါ့နော်ဒီမှာနောက်တစ်ခုကမလွတ်လပ်ဘူးမလွတ်လပ်ဘူးဆိုတော့အောက်ကဟာကိုကျွန်တော်စက်ကြည့်မှာဘာဖြစ်လို့မလွတ်လပ်တာအောင်ဆိုတော့နည်းနည်းစက်ကြည့်အောင်အဲ့တော့ ဒီကောင်းနေကျွန်တော် table လို့ခေါ်တဲ့ SQL မှာပေါ့နော် SQL ဒီ SQL ဟာ database မှာပေါ့နော် table လို့ခေါ်တယ် okay new SQL မှာ database မှာကျွန်တော် collection တွေပေါ့နော် collection တွေလို့ခေါ်တယ်ထဲထဲမှာ document လေးတွေရှိတယ်ပေါ့နော် sorry document နဲ့မှာ collection လေးရှိတယ် sorry document တွေမှာဒါဒါ collection လေးတခုချင်းစီဗျာအဲ့တော့ဒီမှာကျတော့ကျွန်တော် table ပုံစံနဲ့ကျွန်တော်သိနေဒီမှာကျတော့ bsam ဆိုတဲ့ data type နဲ့သိနေပေါ့နော် bsam data type ဆိုတာအာဘယ်လိုပြောရမလဲဆိုတော့ G san ကိုနည်းနည်းထပ်ပြီးတော့အဆင့်မြင့်ထားတဲ့ပုံစံပေါ့နော် G san တော့ G san ပဲပြတယ်ဒါပေမဲ့ G san နဲ့ပို့ပြီးတော့ data structure တွေအာ data type တွေပို့ပြီးတော့အဲ့လိုပို့လုပ်လို့ရတဲ့ကောင်မျိုးပေါ့နော်အဲဒီလိုမျိုးပြောချင်တာပဲနော် B san data type ဆိုတာ Okay အဲ့တော့ဒီမှာဆို underscore id MongoDB automatic underscore id ဆိုတဲ့ကောင်ကျွန်တော်ထည့်ပြန်မလို့ပေါ့နော်သူကသူဖြည့်ပြီးသွားလိမ့်မယ် Okay ပြီးရင်ဒီမှာ title နဲ့ဒီမှာ category ဆိုတဲ့ကောင်တစ်ကောင်ထွက်လာပြီ ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဆွဲထုတ်မယ်ဆိုလို့ရှိရင်နောက်ခု join ပြီးတော့ကျွန်တော်ဆွဲထုတ်ရလိမ့်မယ်ပေါ့နော်။ Okay ဒီမှာတော့အဲ့လို join စရာမလိုတော့ဘူး။ဒီကြီးရဲ့ object လေးထဲမှာတခါတဲ့ category အချက်လက်တွေကိုမြုပ်ထားတကယ်လို့များ many to many relationship လို့မျိုးပေါ့နော်။ SQL မှာအဲဒီလိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ array နဲ့ရာကျွန်တော်ကြက်တလောက်လှမ်းပြီးတော့အာ category တွေကျွန်တော်ပြစ်ထည့်လိုက်ရုံပဲ။ဒီလိုမျိုးပေါ့နော်။ဒါပါအောင်ဆိုတော့ no SQL database ရဲ့အဲ့လိုသွားတဲ့ပုံစံသူက and structure ပဲ structure အာ structure ဖြစ်မနေဘူးကျွန်တော်ကြိုက်တယ်လို့ data structure ကိုကျွန်တော်သတ်မှတ်လို့ရတယ်ကြိုက်ဒီမှာတော့ဒီလိုတစ်မျိုးဖြစ်မယ်ဒီမှာတော့ဒီလိုတစ်မျိုးဖြစ်မယ်ကျွန်တော်အဲ့လိုမျိုးလုပ်လို့လည်းရတယ်ပေါ့နော်ဒီ no sql database မှာအဲ့လိုမျိုး and structure ဖြစ်နေတဲ့ဟာပြောခုနကပြောတဲ့မလွတ်လပ်ဘူးဆိုတာအဲ့ဒါကိုပြောတာနော် my sql ကအဲ့လိုမျိုးမလွတ်လပ်တဲ့ဟာလေးရှိမယ်အဲ့ဒီမလွတ်လပ်တဲ့ဟာကလည်းကောင်းတဲ့အပိုင်းရှိတယ်နော်ကောင်းတဲ့အပိုင်းအများကြီးရှိတယ် ဒီကောင်ကလည်းဒီကောင်ကဘောင်ဆိုလွတ်လက်တယ်လွတ်လက်တဲ့ဟာအတွက်လည်းစိုးတဲ့ဟာရှိတယ်အဲ့လိုပဲတချို့နေရာမှာကောင်းတဲ့ဟာလည်းရှိတယ်โอเคဘယ်ဟာကောင်းတယ်ဘယ်ဟာစိုးတယ်တော့ကျွန်တော်မပြောတော့ဘူးအဲ့ဒါတော့စာဖတ်ကြည့်ပါတော့โอเคအဲ့တော့ကျွန်တော်နောက်ထပ်သင်ခန်းစာတစ်ခုမှာမလုပ်မလဲဆိုတော့ MongoDB ကိုကျွန်တော်တို့အာကျွန်တော်ရဲ့ local machine မှာ installation လုပ်မယ်ပေါ့နော် send လို့ရအောင်โอเคအားလုံးပဲကျေးဇူးပါ